ရသများအားလုံးပဲမင်္ဂလာပါရှင်။အော်တိုဝါလာ28ရက်သမစ်စမပရိုင်တိုင်းမစ်စမသတင်းစီစဉ်ကနေနှုတ်ခွန်းဆက်ပါရယ်။ဒီကနေ့စီစဉ်ကိုကျမကျူချမ်းကတာဝန်ယူတင်ဆက်ပေးသွားမှာပါ။အခုကောင်းစင်းနေကိုအရင်ဆုံးကြည့်အောင်ပါရှင်။မြမရွေးကောက်ပွဲဟာပြည်ထနာရေးရဲ့အဖြစ်မဟုတ်ဘူးလို့ကုလထွေထွေအတွင်းမှုချုပ်ကပြောပါရယ်။ KIA ထိန်းချုပ်ရာဒေသကချင်တရုတ်နယ်စပ်ဂိတ်ရှစ်ခုကိုပြန်ပြီးတော့ဖွင့်ပေးလိုက်ပါရယ်။ကြပြန့်အပါနယ်ဆက်ဖြတ်ကျော်ရာဇဝတ်မှုတွေကိုနိုင်ငံတကာနဲ့ပူးပေါင်းဖြေရှင်းဖို့အသင့်ရှိတယ်လို့ NUG ကပြောပါရယ်။ မဲဆောက်မှာမြန်မာအမျိုးသမီးကိုလက်ပင်ဓာတ်နဲ့လှီးခဲ့တဲ့ထိုင်းအမျိုးသားကိုရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ခဲ့ပါတယ်။ဆိုင်ကလုံးမုံတိုင်းနဲ့လေပွေလှိုင်းကြောင်နိုင်ငံတော်မှနိုဝင်ဘာလဇန်အထိမိုးရွာသွန်းနိုင်ပါတယ်။နိုင်ငံတကာဖက်မှာတော့ AI အခြေခံအဆောက်အုံတွေကိုစွမ်းအားပေးဖို့အတွက် American Nuclear ဆက်ယုံပြန်လည်ပတ်မယ်လို့ Google ကပြောလိုက်ပါတယ်။ဒီသတင်းနဲ့အပြင်ဒီကနေ့ရဲ့နောက်ဆုံးရရွှေစည်းငွေစည်းနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုပါစူးစီးတင်ဆက်ပေးသွားမှာပါရှင်။ မြန်မာမှာစစ်ကောင်မရှင်တပ်ကကျင်းပဖို့စီစဉ်နေတဲ့ရွှေကောက်ပွဲဟာမြန်မာနိုင်ငံရဲ့ပြည်ထနာရေးအတွက်ဖြစ်ရှင်းနိုင်မဲ့အဖြေကိုဥတီမှမဟုတ်ဘူးလို့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အန်တိုနီယိုကူတာရက်စ်ကပြောပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မှာမနေ့ကပြုလုပ်တဲ့အာဆီယံကုလသမဂ္ဂဆွေးနွေးပွဲအပြီးတရဲနောက်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာသူကအခုလိုပြောလိုက်တာပါဒါပြန်ဒီရွေးကောက်ပွဲဟာပွင့်လင်းမြတ်သားမှုရှိမယ်ဆိုပြီးတော့ယုံကြည်တဲ့သူမရှိတော့ဘူးလို့လဲဆိုပါတယ် လက်တလုံးမြန်မာအတွက်လိုအပ်နေတာဟာလူသားချင်းစာနာမှုအကူအညီတွေတိုးမြှင့်ပေးဖို့ဖြစ်ပြီးတော့တစ်ချိန်တည်းမှာပဲအရသာအုပ်ချုပ်မှုကိုဥတီမဲ့နိုင်ငံရေးလုပ်ငန်းစဉ်အစစ်အစစ်ကိုလည်းလှုပ်ဖို့လိုအပ်ကြောင်းဆိုပါရယ်2021ခုနှစ်မှာစစ်တပ်အာဏာသိမ်းပြီးကတည်းကမြန်မာဟာဘေးအဆင်ဆင့်ကြုံရတဲ့အခြေအနေဖြစ်ပြီးတော့ဒေတာရင်းတည်ငြိမ်မှုကိုပေါ့စိုးရိမ်စရာဖြစ်လာစေခဲ့တယ်လို့ဆိုပါရယ်ဒါအပြင်အရသာတွေကိုကာကွယ်ရမယ့်စစ်တပ်ဟာအရသာတွေကိုတိုက်ခိုက်နေပြီးတော့ပြိပခါတွေဖြစ်နေတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပဖို့ခြေလှမ်းနေတာကိုလည်းသူကထောက်ပြခဲ့ပါဗျ။ ဒါကြောင့်အကြံဖတ်မှုတွေချက်ချင်းရက်တက်မှုဗတ်စုံပါဝင်တဲ့ဆွေးနွေးပွဲကိုစိတ်ဆန္ဒရှိရှိဖော်ဆောင်ဖို့အကြောင်းမဲ့ဖန်စီထိမ့်သိမ်းထားတဲ့သူတွေကိုပြန်လှုပ်ပေးရကနေစတင်မဲ့အကြသောအုပ်ချုပ်မှုလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့ကိုလည်းအတွင်းမှုချုပ်ကတိုက်တွန်းထားပါတယ်စစ်ကောင်မရှင်ကတော့လာမယ့်ရွေးကောက်ပွဲအတွက်တရားဝင်မဲဆွယ်စီယုံခွင့်ကာလကိုဒီကနေ့အောက်တိုဘာ28ရက်ကနေဒီဇင်ဘာ26ရက်နေ့အထိသတ်မှတ်ထားပြီးတော့အဲဒီကာလကိုအထွေထွေသပိတ်ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCP က ရွေးကောက်ပွဲတပိတ်မှောက်စန်းကျင်ရေးကာလလို့သတ်မှတ်ဖို့အတွက်ထုတ်ပြန်ထားပါတယ်ရှင်။ကကြင်လုံးမြောက်ရေတမရော KNY ထိန်းချုပ်ရာဒေသမှာရှိတဲ့တရုတ်နယ်စပ်ဂိတ်၈ခုကိုတရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်ပြီဖြစ်တယ်လို့ KNY သတင်းနဲ့ပြန်ကြားရေးတာဝန်ခံဗိုလ်မှူးကြီးနှော်ဘူးကမစ္စမောက်ကိုအတည်ပြုပါရယ်။ကကြင်တရုတ်နယ်စပ်ဂိတ်တွေဖြစ်တဲ့မန်ဝင်းကြီး၊ကမ်ပိုင်တီ၊မိုင်ဂျာယန်၊လိုင်ဇာ၊လွယ်ကျဲ၊ပန်ဝါ၊မန်စီ၊ဖီမော်စတဲ့ဂိတ်တွေကိုအောက်တိုဘာ26ရက်နေ့ကစပြီးတော့တရုတ်ဘက်ကနေဖွင့်ပေးလိုက်တာဖြစ်ပါရယ်။ ဒါပေမဲ့73စီနဲ့လျှက်စစ်ပစ္စည်းတွေကိုတော့ကန့်သက်ထားစေဖြစ်တယ်လို့ဗိုလ်မှူးကြီးနှော်ဘူးကပြောပါရယ်။အဲ့ဒီနေဆက်ဂိတ်တွေကိုတရုတ်ဘက်ကတနှစ်ကျော်ကြာပိတ်ထားခဲ့တာဖြစ်ပြီးတော့အခုမှပြန်ပြီးတော့ဖွင့်ပေးလိုက်တာပါ။အရင်ကဂိတ်တွေကိုပိတ်ထားတယ်ဆိုပေမဲ့မြေရှားနဲ့တရုတ်ဘက်ကလိုအပ်တဲ့ကုန်ပစ္စည်းတွေအတွက်ကိုတော့ဖွင့်ထားပေးခဲ့ပြီးလက်ရှိနေဆက်ဂိတ်ဖွင့်ပေးတာကလည်းမြေရှားကိစ္စနဲ့ပတ်သက်နေနိုင်တယ်လို့ KYN နဲ့နှီးဆက်တဲ့သတင်းရင်းမြစ်တစ်ယောက်ကပြောပါရယ် ဘုံမူကြီးနောက်ဘူးကတော့နေဇက်ဂိတ်ဖွင့်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရုတ်နဲ့ဘာသဘောတူညီချက်မှမလုပ်ခဲ့ဘူးလို့ဆိုပါရယ်လက်ရှိပြန်ဖွင့်ပေးတဲ့နေဇက်ဂိတ်တွေအထက်ကပန်ဝါဖီမွန်နဲ့မိုင်ဂျာယန်ဂိတ်တွေဟာမြေရှားတပ်တို့တွေတင်ပို့ဖို့အတွက်အသုံးပြုတဲ့ဂိတ်တွေဖြစ်တယ်လို့သိရပါဗျ။ KIA နဲ့မဟာမိတ်တပ်တွေကအဲ့ဒီမြန်မာတရုတ်နေဇက်ဂိတ်တွေရှိတဲ့လွယ်ကျဲမန်စီပန်ဝါဖီမွန်ကမ်ပိုင်တီမြို့တွေကိုပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ၊မေလ၊အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာသိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဝန်ကြရတဲ့လိုင်စာကိုတော့အရင်ကတည်းကထိန်းချုပ်ထားနိုင်ပါတယ်။တရုတ်ဆိုရက KIA ကိုဖိအားပေးဖို့အတွက်2024ခုနှစ်ကုန်ပိုင်းမှာနေဇက်ဂိတ်တကိုပိတ်ခဲ့တဲ့အတွက်ဒေတာရင်းမှာကုန်စည်ပြက်လက်တာနဲ့ကုန်စည်ဈေးနှုန်းကြီးမြင့်တာကိုဒေတာခန်တွေကရင်ဆိုင်ခဲ့ရပါတယ်။လရှိမှာတော့တရုတ်ဘက်ကနေဇက်ဂိတ်တွေကိုပြန်ဖွင့်ပေးလိုက်တာကြောင့်ကုန်စည်လုံးနဲ့ပတ်သက်ပြီးတော့ဒေတာခန်တွေအနေနဲ့အသက်ရှူချောင်းမှာဖြစ်တယ်လို့ဆိုပါရယ်လရှိနေဇက်ဂိတ်တွေမှာတော့လူအဝင်ထွက်ကိုလည်းခွင့်ပြုထားတယ်လို့သိရပါရယ်ရှင် နိုင်ငံတကာကအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်အပါအဝင်နေဆက်ဖြတ်ကျော်ရာဇဝတ်မှုကိန်းတွေကိုဖြည့်ရှင်းဖို့ကြိုးပမ်းမှုတွေကိုအသိအမှတ်ပြုတဲ့အကြောင်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လည်းအစမ်းသင့်ရှိတယ်လို့အမျိုးသားညွှန်ရရဲ့အဆိုအရ NUG ကပြောလိုက်ပါတယ်ဒီကနေ့အောက်တိုဘာ28ရက်နေ့မှာပြုတ်လုတဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်မှာ NUG ဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေပုံလက်ကထည့်သွင်းပြောကြားလိုက်တာပါ။ အွန်လိုင်းကြားဖြတ်နယ်လုပ်ငန်းတချို့ကိုအာဏာသိမ်းစစ်တပ်ကအယောင်ပြစီးနင်းတဲ့လက်ွက်တွေကိုမဝင်မိကြဖို့အတွက်လည်းအရေးကြီးကြောင်းသူကဆိုပါရယ်ဒါပြင်နေကြဆောက်တက်တွေဟာအနာသိစစ်တက်ရဲ့လက်အောက်ခံဖြစ်တဲ့အတွက်အွန်လိုင်းငွေလင်လုပ်ငန်းကြားဖြတ်ရဲ့နောက်ွယ်မှာစစ်တက်ခေါင်းဆောင်တွေကထက်ထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်လို့လည်းဦးနေဘုလတ်ကပြောပါရယ် Justice for Myanmar ကလည်း KK Park ရဲ့လုံခြုံရေးနဲ့စီမံခန့်ခွဲမှုတွေကိုနေကြဆောက်တက် BGF ကတိုက်ရိုက်ပါဝင်ပတ်သက်နေတယ်လို့ထုတ်ပြန်ထားပါရယ် ပြည်ကရအော်တိုဘာ19ရက်နေ့ကငွေလိန်ချန်ဝန်းကကေပတ်ကိုစစ်ကောင်မရှင်ကဝင်စစ်ခဲ့ကြောင်းဝါရဖြန့်ပြတဲ့နောက်ထမှန်ဝင်ရောက်စစ်ဆေးမဲ့တဲ့နေ့ကြောင့်ကြာဖြန့်လှုပ်သားတွေဟာထိုင်းဘက်အချံကိုဇက်တိုက်ပြစ်ထွက်ပြေးနေပြီးတော့ငွေလိန်ချန်ဝန်းတမပောက်ကွဲမှုတွေကလည်း၄ချိန်ထပ်မံဖြစ်ပွားခဲ့ပါတယ်ကယံမြင်းနယ်မြောင်းရီမြို့နယ်မှာရှိတဲ့ online ငွေလိမ်ချန်ဝန်း KK ဘက်ကို KNU ကအကျိုးမြတ်ရယူပြီးတော့ မြင်းငှားတာနဲ့လုံခြုံရေးယူနေတဲ့ဆိုတဲ့စစ်ကော်မရှင်ရဲ့ဆွတ်ဆွဲချက်ကို KNU ကတက်တည်နေတကွညင်းဆိုကြောင်းထုတ်ပြန်ချက်မှာပြောဆိုထားပါရရှင်။ထိုင်းမြန်မာနယ်စပ်ကသတင်းနဲ့ပဲဆက်ချင်ပါတယ်။ထိုင်းနိုင်ငံမဲဆောက်မြို့မှာမြမအမျိုးသမီးတစ်ယောက်ကိုလက်ပင်ဓာတ်နဲ့လှိပြက်မှုမှာဖမ်းဆီးခံရသူထိုင်းနိုင်ငံသားအမျိုးသားကသူကျူးလွန်တဲ့အကြောင်းဝန်ခံလိုက်ပါတယ်။အဲဒါကိုတက်ခရိုင်ရဲတပ်ဖွဲ့ကဒီကနေ့အောက်တိုဘာ28ရက်နေ့မှာသတင်းထုတ်ပြန်ထားတာပါ။ မနေ့ကအောက်တိုဘာ28ရက်နေ့မနက်ပိုင်းမဲဆောက်မြို့နယ်ရုံ F4 ရုံအိမ်သာမှာအသက်21နှစ်အရွယ်မြန်မာနိုင်ငံသားအမျိုးသမီးတစ်ယောက်ကိုအသက်28နှစ်အရွယ်ထိုင်းနိုင်ငံသားထမတ်ဖက်ကအဓမ္မပြုကျင့်မှုအတွက်စူးစမ်းခဲ့တာမှာအမျိုးသမီးကလက်မခံတဲ့အတွက်သူ့အသက်ယူဆောင်လာတဲ့ဓာတ်နဲ့လက်ဘင်းကိုလှိဖြတ်ပြီးထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ထိုင်းသတင်းဌာနကဖော်ပြပါရယ်။ကျူးလွန်သူထိုင်းမျိုးသားကိုရဲတပ်ဖွဲ့ကမနေ့ကည7နာရီခွဲလောက်မှာအေဒီယန်ဆက်အနီမှာဖမ်းဆီးရမိခဲ့တယ်လို့ထိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါရယ်။ ဒီကနေ့မနက်10:00နာရီခွဲလောက်မှာတော့အရင်မြမအမျိုးသမီးကိုတိုက်ခိုက်ခဲ့တဲ့နေရာကိုဖန်ဆီးခံရသူမစ္စတာထမ်မဖက်ကိုပြန်လည်ပြသစေခဲ့ပြီးတော့သူကအဓမ္မပြုခြင်းမို့အတွက်ရည်ရွယ်ချက်နဲ့ကျူးလွန်ခဲ့တယ်လို့ဝန်ခံခဲ့ကြောင်းဆိုပါတယ်။သူဟာပြီးခဲ့တဲ့2019ခုနှစ်မှာလည်းအဓမ္မပြုခြင်းမှုနဲ့ပြစ်ဒဏ်ကျခံခဲ့ရပြီးတော့အခုနှစ်ဩဂတ်စ်လ28ရက်နေ့မှာမှထောင်ကနေပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဖြစ်တယ်လို့ဒေတာရင်းထိုင်းသတင်းဌာနရဲ့ဖော်ပြချက်အရသိရပါတယ်။ လက်ရှိမှာနှစ်နာသူမြန်မာအမျိုးသမီးဟာမဲဆောက်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေရတယ်လို့သိရပါဗျ။ကျွလွန်သူထိုင်းမျိုးသားကိုတော့လူတန်းရံကြံစည်မှုနဲ့အများပြည်သူမြို့ရွာဒါမှမဟုတ်လမ်းမပေါ်မှာခွင့်ပြုချက်မရှိလက်နက်သေးဆောင်မှုတို့နဲ့အမှုအဖွဲ့အရေးယူထားတယ်လို့တက်ခရံရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်ရှင်။ ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့အာကောင်းတဲ့ဆိုင်ကလုံးမှုန်တိုင်းမှွန်ထားရဲ့အရှိန်နဲ့အသက်ထမှန်ဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းကြောင့်မြန်မာနိုင်ငံတဝန်းလုံးမှာနိုဝင်ဘာလဇန်နဝါရီအထိမိုးရွာသွန်းမှုတွေရှိနိုင်တယ်လို့မိုးလေဝသဆိုင်ရာလေ့လာသူဦးဝင်းနိုင်ကအတည်ပြုထားပါတယ်။ ဒီကနေ့အောက်တိုဘာလ28ရက်နေ့မနက်10:00နာရီခွဲအချိန်တိုင်းထွာချက်အရအားကောင်းတဲ့ဆိုင်ကလုံးမှုန်တိုင်းမှွန်ထားဟာဆက်လက်ရွေးလျားနေပြီးတော့မြန်မာနိုင်ငံကိုကိုကျွန်းမြို့ရဲ့အနောက်ဘက်အိန္ဒိယနိုင်ငံချင်းနိုင်မြို့ရဲ့အရှေ့မြောက်ဘက်ပင်လယ်ပြင်ကိုဗဟိုပြုနေတယ်လို့စစ်ကောင်မရှင်မိုးစလားဌာနကထုတ်ပြန်ထားပါတယ်ဆိုင်ကလုံးမုန်တိုင်းရဲ့အမြင့်ဆုံးလေတိုက်နှုန်းဟာတနအီမှာမိုင်60အထိရှိနိုင်ပြီးတော့လက်ရှိမှာမြန်မာနိုင်ငံကိုဥတီရွှေလျားမဲ့အခြေအနေမရှိတာကြောင့်အဝါရောင်အဆင့်သတ်မှတ်ထားပါရယ် ဒါပေမဲ့မုံတိုင်းအရှိန်ကြောင့်ဒီကနေ့မွန်းလွဲပိုင်းကနေနောက်ထပ်24နာရီအတွင်းမှာမြန်မာနိုင်ငံတဝန်းမိုးရွာသွန်းမှုရှိနိုင်ပြီးတော့ဒေသတချို့မှာမိုးထစ်ချုံနိုင်တယ်လို့ငူစလကအသိပေးထားပါတယ်။မြဝကျုံမရခိုင်ကရွန်းတန်းတရှောင်းနဲ့ကန်လွန်ပင်လေပင်တွေမှာတော့တခါတလေမိုးသက်လေပင်တွေကြာရောက်လို့လှိုင်းကြီးနိုင်တယ်လို့ဆိုပါရယ်မိုးလေဝသဆိုင်ရာလေလောက်သူဦးဝင်းနိုင်ကတော့မုံတိုင်းအကျဉ်းကျန်နေတဲ့ကပ်ပလီပင်လေပင်မှာအသက်ထပ်မံဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းရဲ့အရှိန်တွေကြောင့် နိုဝင်ဘာ၁ရက်နေ့ကနေပြီးတော့နိုဝင်ဘာ၄ရက်နေ့အထိမြန်မာနိုင်ငံနေရာအနှံ့မှာမိုးရွာနိုင်ပြီးဒေသတချို့မှာနေရာကွက်မိုးကြီးနိုင်တယ်လို့သတိပေးထားပါတယ်ရှင်။ပြည်တော်သတင်းနဲ့ပြီးမှာတော့နိုင်ငံတကာသတင်းတွေဘက်ကိုဆက်ကြည့်အောင်ပါ။ AI အခြေခံအဆောက်အုံတွေကိုစွမ်းအားပေးဖို့အတွက် American Nuclear ဆက်ယုံပြန်လည်လဲပတ်မယ်လို့ Google ကပြောလိုက်ပါတယ်ဆက်လက်ရှုစားကြပါရှင်။ကုမ္ပဏီရဲ့ညံရည်တုအခြေခံအဆောက်အုံတွေကိုစွမ်းအားပေးဖို့အတွက် Iowa ရှိ Nuclear ဓာတ်အပင်ဆက်ယုံတရုံကိုပြန်လည်ပတ်မယ်အစီအစဉ်တစ်ရပ်ကို Google ကတနင်္လာနေ့ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။အဲဒါကနည်းပညာကုမ္ပဏီကြီးတွေနဲ့လျှက်စက်တာအပေးလုပ်ငန်းကြီးတွေကြားနောက်ဆုံးပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပါတယ်။ Next Ultra Energy လျှက်စက်တာအပေးကုမ္ပဏီရဲ့ကြေညာချက်အရ2020ခုနှစ်ကပိတ်သိမ်းခဲ့တဲ့ Twin Unknown Energy Center ဟာ2029ခုနှစ်မှာပြန်လည်လည်ပတ်မှာဖြစ်ပြီး Google ရဲ့အကြီးထွားလာနေတဲ့လုပ်ငန်းတွေဖြစ်တဲ့ cloud နဲ့ညရည်တုအခြေခံအဆောက်အအုံတွေကိုစွမ်းအင်ပေးသွားမယ်လို့ ကုမ္ပဏီတွေကထုတ်ပြန်တဲ့ပူရဲကြေညာချက်မှာဖော်ပြထားပါတယ်။စက်ယုံပြန်လဲလဲပတ်လို့ရှိရင်အဲဒီစက်ယုံကလျှက်စစ်စွမ်းအင်ကို25နှစ်ကြာဝယ်ယူဖို့သဘောတူစာချုပ်တရက်ကို Google ကလက်မှတ်ရေးထိုးခဲ့တာပါ။အဲဒီစက်ယုံကို Next Ultra ကတရားရဂိုင်းနှုံးပိုင်ဆိုင်သွားမှာဖြစ်ပြီးအခုလက်ရှိအနည်းစုပိုင်ဆိုင်ထားတဲ့ရှယ်ယာတွေကိုပြန်လဲဝယ်ယူသွားမှာဖြစ်တယ်လို့ကုမ္ပဏီတွေကပြောပါရယ်။ညဉ့်ရီတုန်းကမောင်းနှင်တဲ့ တည်ထွင်မှုနဲ့အခွင့်အလမ်းခက်သက်ထက်ကိုအမေရိကန်ပြည်ထောင်စုဝင်ရောက်လာနေတဲ့အတွက်အခုမဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုဟာဂူဂေါကုမ္ပဏီရဲ့ကြီးထွားလာနေတဲ့စီးပွားရေးလိုအပ်ချက်ကိုတာဝန်တိတိဖြည့်ဆည်းပေးနိုင်လိုက်မှာဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာရေးသားထားပါတယ်။နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လုပ်မှုမရှိတဲ့တန့်ရှင်းတဲ့စွမ်းအင်ရင်းမြစ်ဖြစ်တယ်လို့လည်းချီးကျူးရေးသားထားပါတယ်။စွမ်းအင်လိုအပ်ချက်ရဲ့အဓိကရင်းမြစ်ဖြစ်ဉာဏ်ရတုနိပညာကပေါ်ထွက်လာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ အခုနောက်ထပ်အနေနဲ့2022ရွေးကောက်ပွဲမှာရှုံးနေပြီးအာနာသိန်းဖို့အတွက်ကြံစည်ခဲ့ရဆိုပြီးတော့ထောင်ဒဏ်28နှစ်ချမှတ်ခံထားရတဲ့ဘရာဇီးလ်သမ္မတဟောင်းဘိုဇာနာရိုကယူခံဝင်ဖို့အတွက်အဆိုတင်သွင်းထားပါတယ်။ဒီသတင်းကြောင့်ရအပြည့်စုံကိုကိုဆိုင်ခန့်ကဆက်လက်တင်ဆက်ပေးမှာပါရှာ2022ရွေးကောက်ပွဲမှာရှုံးနေပြီးအာနာသိန်းဖို့ကြံစည်ခဲ့တယ်လို့ဆိုကာထောင်ဒဏ်28နှစ်ချမှတ်ခံထားရတဲ့ဘရာဇီးသမ္မတဟောင်းဂျိုင်ယာဘိုဇာနာရိုကတင်းလာနေမှာယူခံတင်သွင်းလိုက်ပါတယ်။ တမရလူဝိတ်အီနာစီအိုလူလာဒါဆေးဝါကိုဖြုတ်ချဖို့ကြိုးပမ်းခဲ့တဲ့အတွက်အပြစ်ရှိတယ်လို့ဆုံးဖြတ်ခဲ့တဲ့တရားရုံးချုပ်ရဲ့စီရင်ချက်ဟာလို့တလို့အနက်ကောင်းနိုင်ခြင်းထိန်ချန်ထားခြင်းဝီယောဒီနဲ့မရှင်းလင်းခြင်းတို့ရှိနေတယ်လို့လက်ရဆုံးကြိုကြွနေတဲ့အမှုတွေရဲ့ရှေ့နေတွေကစွပ်စွဲထားကြပါတယ်။အဲဒီဆုံးဖြတ်ချက်ကြောင့်အမေရိကန်တမရဒေါ်နယ်ထရန့်လည်းအလွန်ဒေါသထွက်ခဲ့ပါတယ်။ အယူခံအမှုအပေါ်ရှောက်လဲချက်ပေးဖို့တရားရုံးချုပ်တရားသူကြီးတွေဟာနောက်ဆုံးရက်သတ်မှတ်ချက်မရှိပါဘူး။အဲ့ဒီအမှုမှာတမရလူလာဒုတမရဂျယ်ရက်ဒိုအက်ဒမင်နဲ့ဘိုဆာနာရိုရဲ့ကံကြမ္မာအပေါ်အဆုံးဖြတ်ပေးခဲ့တဲ့တရားရုံးချုပ်တရားသူကြီး၅ဦးတည်းကတူဦးဖြစ်တဲ့အလက်ရှောင်ဒရီဒီမိုရီရိုကိုလောက်ကျန်တတ်ဖြတ်ဖို့ကြံစီခဲ့တယ်လို့ဆွဆွဲထားတဲ့အမှုဖြစ်ပါတယ်။ အဲ့ဒီအေဂျင်စီအထမမြောက်ခဲ့ရတာဟာစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေရဲ့ထောက်ခံမှုမရရှိတာကြောင့်လို့အစိုးရရှေ့နေတွေကပြောကြပါတယ်။ပိုဆာနာရိုကိုဩဂတ်စ်လတည်းကအကျေချုပ်ချထားတာပါ။ဘရာဇီးဥပဒေအရဥပဒေကြောင်းအရလှုပ်ဆောင်နိုင်သမျှအလုံးကုံဆုံးသွားတဲ့အထိအကျဉ်းထောင်ကိုပို့လို့မရပါဘူး။အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စာအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ ဒါတွေကတော့မစ္စမသတင်းတောက်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားပါရရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလှယ်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်ပြင်ပပေါက်စေ4080ကျပ်စင်ကာပူ Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1619.5ကျပ်ပြင်ပပေါက်စေ3138ကျပ်ဒူရောဘတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ1440.1ကျပ် ပြင်ပပေါက်စီ4,841ကျပ်။ထိုင်းဘတ်တစ်ပတ်ကိုစစ်ကောင်စီတတ်မှတ်စီ64.23ကျပ်။ပြင်ပပေါက်စီ125.38ကျပ်။မလေးရှားတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စီ468.16ကျပ်။ပြင်ပပေါက်စီ982ကျပ်။ပေါက်စီရှိပါတယ်။ပေါ်ပြပါငွေလက်လက်နှုတ်တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုံတဲ့အတင်းသတ်မှတ်စေ59သိန်း8000ကျပ်ပြင်ပပေါက်စေ83သိန်း5000ကျပ်15ဘိတ်တစ်ချက်သားကိုရွှေကုံတဲ့အတင်းသတ်မှတ်စေ56သိန်း6250ကျပ်ပြင်ပပေါက်စေ88သိန်း5000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် နောက်ဆုံးရရန်ကုန်73စီစဉ်တို့တွေကတော့ဒီဇယ်လီတာကို2380ကျပ်ပရီမီယံဒီဇယ်လီတာကို2900ကျပ်အော်ဒေ92တလီတာကို2680ကျပ်အော်ဒေ95တလီတာကို2960ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီစဉ်တို့တွေဟာချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစားအောင်စီစဉ်တို့တွေကတော့စားအောင်စီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6565ကျပ် ပြင်ပပေါက်စည်1500ကျပ်ပေါက်စည်ရှိပါတယ်။ပေါ်ပြပါဇင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ The Mizma Prime Time Mizma သတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပါ။တရှိဝါပေးခဲ့တဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။ဒီစီစဉ်ကိုကျွန်မကျူချမ်းကစူးစီးတင်ဆက်ပေးခဲ့တာပါ။ The Mizma Prime Time စီစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်တွေအားလုံးဘေးကင်းလုံခြုံပြီးတော့ပျော်ရွှင်စရာအချိန်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။